မင်းတို့အတွက်ဥပုသောကျက်ပညာကျက်ဘာသာရက်မှာမင်းတို့နေ့တိုင်းကြုံရမယ့်ဘာသာရက်လေးတစ်ခုပြောပြမယ်နေ့တိုင်းကြုံရမယ်မကြခဏကြုံရမယ်ဝိုင်းအပြင်မှာကောင်းခဲ့တဲ့ကျက်ကောဝိုင်းတွင်းထဲမှာကျက်ကောင်းဖြစ်ဖို့မရောက်ရှိသေးဘူးအဥပုသောဟုတ်ပါမလားဟုတ်တယ်မင်းအပြင်းမှာဗာဖြစ်လို့ကောင်းခဲ့တာဟုတ်တော့အပြင်းမှာကောင်းအောင်လောင်းတဲ့ဝိုင်းတွင်းကောင်းတဲ့ကြက်တကောင်မဖြစ်လာနိုင်ဘူး ဘာဖြစ်လို့ဆိုမင်းတို့ကအပြင်မှာကြက်တွေတွေးကြရကြက်နဲ့မင်းတို့ကောင်ကြီးကိုကြက်အလုံးရကြီးပုံပါဟုတ်လားအဲ့တော့ကိုဘကဆွေးတာလည်းဖြစ်ဖြစ်မယ်ခီးတာလည်းဖြစ်ဖြစ်မယ်မခုတ်တာလည်းဖြစ်ဖြစ်မယ်သေးတာလည်းဖြစ်ဖြစ်မယ်နုတာလည်းဖြစ်ဖြစ်မယ်မင်းတို့ဓာိုင်နဲ့ပုတ်ခရတော့မင်းတို့ကြက်တွေကဒါကြက်ကောင်းကြီးပေါ့တကယ်တမ်းဝိုင်ထဲကိုသွားမယ်ဆိုလို့ရှိရင်ဝိုင်ထဲမှာသူ့တဲ့ငါဆရာကြီးကြီးပဲနော်လူလေကြီးကြီးပဲဥတော်တို့လည်းအဲ့ထဲမှာဝင့်နေရတယ်နော် ကောင်းတဲ့ကြက်တူရွေးရွှဲကြွေးမွေးတန်ပြန်ပြီးမှထွက်လာတဲ့ကြက်တွေအဲ့တော့မင်းကဝိုင်းပြင်မှာကောင်းခဲ့တဲ့ကြက်ကောင်ဝိုင်းထဲကိုတွက်ချလာရောချလိုက်တော့အဲ့မှာခွက်ခွက်လောင်အောင်ဆုံးတော့တချို့ကြတော့ခုတ်ဘူးတယ်မခံဘူးဒါဝိုင်းသွင်းမှာရှုံတတ်တယ်နော်ရှုံတတ်တယ်ဟဲ့လားကိုကတော့ခုတ်ဘူးရဲ့မခံဘူးဥတော်ဒီကြက်ဆိုရင်ပေါ့အဲဒီကြက်ဆိုတုံးပတ်တင်းတင်းမိမိရရိုက်ပြီးရိုက်ပြီးပြီမယ်လို့ဝိုင်းထဲမှာကြီးစန်းအောင်လောက်ပဲရမယ်အတူပိတ်နေလဲဆော့ เนาะအဲ့တော့ follow ကျင်တာကတော့ကလေးတွေ why အပြင်မှာ ကောင်းခဲ့တဲ့ကြက်ကောင်ဟာ why တွေးအတွေ့အကြုံမရှိဘဲနဲ့ရတော့မင်းတို့အတွက်ယုံကြည်စိတ်ရှာရတဲ့ကြက်ကောင်ချစ်မလာသေးဘူးဆိုတာကိုဥပဒေဒီနေ့မင်းတို့ပညာလေးတစ်ခုထပ်ပေးတာဟဲ့လားခုခုခံမှုယုံမှုဆွဲမှုမှာ why တွင်းနဲ့ယုံမှုမှာမင်းတို့အတွက် လုံုံနဲ့ကြက်ကောင်ဖြစ်လာမှာပါလို့เนาะ why အပြင်မှာထွက်တိုက်တဲ့အပြင်မှာခွက်လက်ပုတ်ပြီးတွားထားတဲ့ကြက်တွေဟဲ့လား ယုံကြည်စိတ်ချစွာနဲ့အတုံးမချသေးဘူးဥဆောင်ဒီနေရာအနေနဲ့ကလေးတွေကိုဆုံကျုံမှုမရှိအောင်တော့အကြံဉာဏ်လေးနောက်တစ်ခုထပ်ပေးလိုက်ပြီနော်